အားလုံးပဲမင်္ဂလာပါခင်ဗျာဇလန်းကောင်းလေးတွေတင်ဆက်ပေးဖို့ချိန်ခါဆက်ရောက်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလန်းလေးကိုလည်းခံစားနားဆင်ပေးကြပါဦးခင်ဗျာသူ့နာမည်ကဘိုးရာစီဘိုးရာစီကဗန်းပွေးကုန်းကားအပြကျုပ်တငယ်ချင်းတိန်းစော်တို့နဲ့တောက်တားချင်းတောဆက်တဲ့ဘိုးရာစီ15နှစ်သားလောက်ကယူမာထဲမှာမွေလာဖမ်းနေအလံပဲဆရာတယောက်နဲ့တွေ့ပြီးတခါတည်းလိုက်သွားလိုက်တာ အသက်30မှာရွာပြန်ရောက်လာတာဆိုပဲပြန်ရောက်လာတဲ့ဆိုပေမဲ့ခနာပဲတည်းပြသူ့အမေကို "तू ချလို့ရထားတဲ့ငွေတွေဓာပေးတာတဲ့ငွေမှမနေဘူးတဲ့ပြု1000ကျော်2000နီးပါးတည်းပြဒီတော့ငါငွေ1000ဆိုတာနဲတဲ့တန်ဖို့မှမဟုတ်တာဘိုးရစီရဲ့အမေကရွာမှာတိုက်တွေပါတွေစောက်ပြပြီးယာတွေမှဝဲထားလိုက်တာလက်ညှိုးထိုးမလွှဲပဲတဲ့ပြုဘိုးရစီမွေးနိုင်ချက်တော့ဗျာတမ်းမှာသွားရင်လာရင်တွေ့တယ် မွေးတိုင်ခေါင်းကိုမြေကြီးမှာချားပြီးအယူအသည်ပြေးကြတာတဲ့ဗျို့ဘိုးရစီကတော့ရွာမှာခဏပဲနေပြီးပြန်သွားတာတဲ့ဗျမြမပြေအနံလှဲ့ပတ်ပြီးမွေးအလံပဲပြနေတာတဲ့ဗျဖခင်ပွဲကြီးဒီမှာဆိုရင်ဘိုးရစီကယုံတွင်ပြီးတော့ကိုပြတာဆိုပဲဆိုင်းဝိုင်းနဲ့တီးပြီးမွေးတဲ့နဲ့သူနဲ့ကပြတာဆိုပဲဗျဘိုးရစီကအသက်60ပြည့်တော့အလံပဲဆရာအလုပ်ကိုအပြည့်အတိုင်းဆွန့်လို့ပြီးရွာမှာပြန်နေတာဗျ ဘိုးရစီကအိမ်တော်မရှိတဲ့လူပြိုကြီးဆိုတော့တူတွေတူမတွေကသူ့ကိုစောက်ချောက်ပေးကြတယ်။ဘိုးရစီစောင်းပေးထားတဲ့အတိုင်းမှာနေကြပြီးဘိုးရစီဝယ်ပေးထားတဲ့ယာတွေမှာလောက်ကင်စားတော့နေကြတာလေဗျာ။ဘိုးရစီကိုသူတို့စောက်ချောက်ပေးကြရတာပေါ့။ဘိုးရစီကဗန်ပွဲကုန်းမှာဖုန်ကြီးကြောင့်စောက်လူတယ်။ဥပုံနေတိုင်းဥပုံစောင့်နေဘယ်တော့မှအသားမစားဘူး။တတ်တတ်လို့ပဲစားတယ်။ဘိုးရစီအဲ့လိုနေတယ်လို့ ျုပ်တော်တခါမှမမြင်ဘူးဘူးလက်ထဲမှာဗရီတကုံကိုင်းပြီးအမြဲစိတ်နေတဲ့အဖိုးကြီးပြပိုးထီလိုကတော့ဘူးရစီကိုသာ ပြေးပင်ဖေးတော့ဗျာအသက်သာမှီပါစေဘဲတော့မှ မသေးစရာဘူးဗျကြိုက်တဲ့မွေးကိုချက်ချင်းအမိန်ပြန်ပြီးခေါ်လိုက်တာဗျရောက်လာတဲ့မွေးကိုနင့်အစိတ်နင်းပြန်ဆုပ်အဲ့ဒီလိုအမိန်ပေးလိုက်တာနဲ့ကြိုက်တဲ့မွေးကချက်ချင်းကိုအစိတ်ကိုပြန်ဆုပ်ပေးရတာဗျသူကြိုက်ထားတဲ့အစွဲရာကနေပြီး အစိတ်တွေကိုစုပ်ပေးတာ အောက်ကငပြော့ဘက်တော့ခန်းထားပေးရတယ်အစိတ်မဲမဲကြီးတွေကငပြော့ဘက်ပေါ်ကိုစီးကြလာတော့တာပဲဗျာအစိတ်ကုန်ပြီဆိုရင် နောက်ကသွေးလိုက်လာတယ်နင်းအစိတ်ကျန်းသေးလားကိုအောင်ဆုပ်ကိုရင်သွားတော့အဲ့ဒီလိုအမိန်ပေးတော့မှလူကိုကြိုက်တဲ့မွေးကအိမ်ပေါ်ကနေချောကနေဆင်းသွားတာဗျို့အစိတ်တက်နေတဲ့လူလေသတိရလာပြီးအကောင်းပကတိဖြစ်တော့တာ ငွေကအစိတ်ကိုဆုတ်ချလိုက်တာနဲ့အစိတ်ပြန်ပြီးပြားနှမ်းနေတဲ့အသားရောင်ကနေတဖြည်းဖြည်းသွေးရောင်တန်းလာပြီးနောက်ဆုံးတော့သတိပြန်ရလာတော့တာပဲဗျကျို့တို့ရွာမှာကထိန်တို့ဖျားပွဲတို့ရှိမှဘိုးရစီကလာတာဗျတော်ယုံတန်ယုံအလှတန်းလောက်ဆိုရင် မလာဘူးဗျဗန်ပွေးကောင်ကသူ့ဆောင်ပြီးလှူထားတယ်ကျောင်းထဲမှာပဲပြိစိတ်နေတော့တာသူ့လှူတဲ့အုပ်ချုပ်အဝင်းဖောက်မှာသူ့အလူကို ကပဲ့ထိုးထားတယ်ငွေအလံပဲဆရာ မောင်ရစီ ကောင်းမှုတဲ့ဖြူကထိန်ပွဲကိုဘိုးရစီလာပြီးဆိုလို့ကတော့ကျုပ်တို့လူငယ်တွေဆိုတာဘိုးရစီအနားမှာဝိုင်းပြီးဘိုးရစီပြောပြတဲ့မူရဲအကြောင်းကိုတန်တော်နားထောင်ချရတာပေါ့ဗျာအဲ့ဒီအထဲမှာအင်မတန်ဆက်စုတဲ့တာတီဆိုတဲ့ကျုပ်ကဘိုးရစီရဲ့ခြေတဲတဲ့ကပေါ့ဗျာပြောရအောင်မယ်ဖြူတခါတော့ငါကျုပ်တို့ဝိုင်းတဲ့ကိုနဂါဝင်လာတာကိုလေဘိုးရစီပဲလာပြီးဖမ်းပေးတာဗျအဲ့ဒီနဂါကိုယူမာတော့တဲ့အရောက် ဘိုးရာစီလျှော့ပေးတာပြုဘိုးရာစီပြောပြတဲ့မွေရဲ့အကြောင်းကတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတာအပြမွေဆိုတာတော်တော်ထူးဆန်းတဲ့သတ္တဝါကမောင်တာတရဲ့တကဘာလုံးမှာပြန့်နှံ့နေတဲ့မွေအမျိုးအစားတွေတော်တော်များတယ်ကဒါပေမဲ့ထူးခြားတာကဒေသတစ်ခုမှာရှိတဲ့မွေတွေဟာတကောင်နဲ့တကောင်စိတ်ချင်းဆက်သွယ်နိုင်ကြတယ်ကဘိုးရာစီတို့မွေတွေဖမ်းရင်ဘလို့များလိုက်ချတာတော့ဗျကျုပ်ကလည်းလှော့ဆက်စုတဲ့ကောင်းနေဗျာ ကျုပ်ကနိုင်နိုင်ချွတ်ချွတ်တေးမေးဘူးရစီကစိတ်ချေလက်ချေနဲ့ဖြေးကျန်တဲ့ကောင်းလေးကမေးစီကိုလက်ထောင်းပြီးနားထောင်နေကြပေါ့ဗျာဒါကတော့အလံပဲဆရာရဲ့ပညာအစင်တန်းပေါ်မှာမူတည်တာပေါ့ကွာတော်တော်များများကတော့တော့တဲ့တောင်ထဲမှာလိုက်ချာကြားရတာပေါ့ကွာအဖိုးကတော့အဲ့ဒီလိုလိုက်ချာစရာမလိုပါဘူးအဖိုးရဲ့ဆရာကအင်မတန်ပညာမြင့်နာကွာသူမသေးခင်မှာသူ့ပညာတွေအဖိုးကိုအားလုံးပေးခဲ့တော့ အဖို့ကသူ့မွေချားသလိုပဲချားတာပေါ့ကွာဟင်အဖို့ကဘယ်လိုချားတာတုံးပြတော့နေတဲ့ကူတော့ဝင်ရတာပေါ့ကွာတပည့်တွေကမွေပချုပ်တွေထမ်းပြီးလိုက်ကြတာပေါ့တော့တဲ့ရောက်ထားနေမန္တန်တွေမန္တရတွေရွက်ဖတ်ပြီးအမိန်ပြန်လိုက်ရင် တထွာသာသာရှိတဲ့မွေနီလေးတကောင်ရောက်လာတယ်ကွာအဲ့ဒီမွေနီကလေးကိုအကောင်တူတူသေးသေးကလေးဆိုပြီးမထေမဲ့မြင်တော့မလုံနဲ့ဟိအဲ့ဒီအကောင်ပေါက်လိုက်ရင် အစွဲချွတ်ထားနေအသက်သေးရောကွာ ဟာအစိတ်ပြင်းလာကြည်လားအဖိုးရဲ့အဲ့ဒါဘာမွေတော့ဗျနှကားလေကွာတောင်းနှကားမျိုးပေါ့သူကအဲ့ဒီဒေသကမွေတွေအားလုံးရဲ့အချုပ်ပဲမွေအားလုံးကသူ့အမင်းကိုနာခံချရတယ်အဲ့ဒီတောင်းနှကားတွေကအနည်းရောင်ကြီးပဲလားအဖိုးရဲ့အာမဟုတ်ဘူးမောင်တာတေးရဲ့အဖြူရောင်အစိမ့်ရောင်တွေလည်းချိကြတယ်အဖြူရောင်ကအဆင့်အမြင့်ဆုံးกว่าဩဒီလိုခွဲထားတာလားအဖိုးရဲ့အေးဟုတ်တယ်မောင်တာတေး ဒါကြောင့်အဖို့ပြောတာပေါ့ငွေဆိုတာစိတ်ဝင်စားစရာ အကောင်းဆုံးသတ္တဝါပဲလို့နေပေါင်းအောင်အဖို့ရဲ့စောစောကပြောတယ်တောင်းနှကားနီလေးကိုအဖို့ကဘာလောက်တာတော့သူ့ကိုအဖို့လိုချင်တဲ့မွေးတွေပြောပြကြတာပေါ့ကွာမွေးဟောင်းကြီးဘယ်နှကောင်လိုချင်တဲ့အရှိကဘယ်နှပေးလောက်လုံးဘကဘလောက်ပြီးတော့ငန်းမွေကြီးကဘယ်နှကောင် လိုချင်တဲ့အွယ်ကဘလောက်ချိရမယ်ပေါ့ဟာထူးဆန်းလာကြလားအဖို့ရဲ့ဒီတောင်းနှကားကလူစကားနားလေလို့လားဗျ ။ဟာနားလဲပါပြီလားမောင်တာတရေတော့တဲ့ကိုချက်ချင်းပြန်ဝင်သွားတယ်။ဟေးပြောရအောင်မယ်ကွယ်။အဲ့ဒီလိုမွေးလို့ခြင်းတဲ့အကြောင်းပြောတဲ့အခါမှာတခါတဲ့ထဲပြောရတာရှိတယ်။အဲ့ဒါခရီးပဲဟေး။အခုယူသွားမယ်မွေးတွေကိုနှစ်နှစ်ပြည့်နှစ်နှစ်သုံးနှစ်ပြည့်သုံးနှစ်ပေါ့ကွာ။ခိုင်းစားပါမယ်။ရစ်ပြေတာနဲ့ပြန်တော့ပေးမယ်လို့ခရီးပေးရတယ်။ဩအဲ့ဒီလိုပြောရတာကိုအေးအဲ့ဒီမွေးနေ့လေးပြောင်းသွားပြီ။ တော်တော်လေးကြားလိုက်ရင် မွေတွေရောက်လာပြီးပချုံနှားမှာခွေနေတော့တာကွအဲ့ဒီမှာကိုကဒီအကောင်လေးကိုစောစောကမွေနေလေးကိုပြတဲ့ခရီးကိုထပ်ပြီးပြောပြရတယ်အဲ့ဒီလိုပြောပြတာနဲ့ဒီမွေတွေကိုအဖိုးပိုင်သွားတာပဲတကောင်ချင်းကောက်ပြီးပချုပ်နေတဲ့ထဲ့ယုံပဲကွမွေဟောက်တွေက ပချုပ်တလုံးငန်းမွေတွေကပချုပ်တလုံးစပတ်အုံးကတလုံးငန်းတော်ကြကတလုံးပေါ့ကွအမျိုးအစားလိုက်ခွဲပြီးထည့်ရတာကွာ ပြီးရင်တော့မန္တန်နေရွက်ဖက်ပြီးရင်ပါလာအောင်တင်းရတာပေါ့ကွာနောက်ဆုံးမှာတော့စိုင်းဒီပိတ်ရင်သရှင်းဆိုပိတ်ရင်ကတဲ့အဆင့်ရောက်လာတော့တာပေါ့ကွာဒီတော့မှအလန့်ပဲပြာစားလို့ဝေးရတာပေါ့ကွာကျုပ်ကဘိုးရစီပြောပြတာကို နားထောင်နေရင်းနဲ့တခုခုကိုတွေးမိသွားတယ်ဖြူအဖိုးကျုပ်မေးပြစီပြားမေးလေမောင်းတာတိဘာများတော့အဲ့ဒီမွေးလေးကိုရစ်စေသွားလို့ပြန်မလို့ရင်ဘာဖြစ်တော့ဦးဗျအင်း မွေလံပဲဆရာမွေကြိုက်လို့သေးတယ်ဆိုတာအဲ့ဒါပဲမောင်တာတည်းရဲ့နတ်နဲ့ငကမလဲစားနေဆိုတာဒါကိုပြောတာပဲဒီမွေတွေကိုကြီးကြီးပြူးပြူးနဲ့ထဲပစ်လိုက်တဲ့တောင်ငကကအချိန်စေးကနေရင်နတ်မေစာတကောင်ကိုလွှတ်ပြီးသတိပေးခိုင်းနေဟင်ဟုတ်ရဲ့လားအဖိုးအေးဟုတ်တယ်မောင်တာတည်းရဲ့အိမ်မက်ပေးတာပေါ့ကွာခေါင်းမှာချမ်းပတ်တဲ့အနိပတ်ပြီးဘောင်းစာနှစ်ဖက်ချီထားတယ်နတ်မေစာကြီးက ကြောက်စရာကောင်းတဲ့အကြီးမျိုးနဲ့အကြီးပြီကိုကရီကိုတီးပြီမွေးတွေကိုပြန်တော့ပေးတော့လို့ပြောပြီးပြောင်းသွားတာကွာတကယ်လို့ကိုကသတိတရနဲ့ဘဲနေဖယ်ရက်မှဖြစ်ရင်းစေပြီဖြစ်လို့မင်းတို့ကိုပြန်တော့ပေးမယ်လို့မွေးတွေကိုပြောထားရင်တော့အဲ့ဒီနတ်မိတ်ဆာမလာဘူးကွာအဘိုးကတော့လွှတ်ရမယ်ရေဆွဲကို အမြဲရေးမှထားတာဆိုတော့နတ်မိတ်ဆာလာဖို့မလိုဘူးပေါ့ကွာဩမွေးတွေကတော်တော်အံ့ဩစရာကောင်းတာပါလားအဘိုးရဲ့အေး အဲ့ဒီလိုသတိပေးရတဲ့အနေဂယုမဆိုင်ပဲပြန်တော့မပေးရင်တော့မွေအလံပဲစရာဘာမန္တန်ရွဲ့ရွဲ့မစွမ်းတော်ဘူးကွအဲ့ဒီရဲကြောတဲ့မွေကြိုက်တာခံရပြီးသေတော့တာပေါ့ကွာစေးမြန်မြန်ကုနိုင်တော့အသက်ရှင်မှာပေါ့နော်အဖိုးမရဘူးမောင်းတာဒီအဲ့ဒီလိုဖြစ်လို့ကတော့ဘာစီမကိုမမိဘူးကွယ်မွေကိုနတ်မိတ်စာဝင်းစီပြီးကြိုက်တာလေဟာဟုတ်လားအဖိုးနတ်နဲ့ငကားကိုမလဲစားရင် ကိုကိုအကူညီပေးတဲ့မွေးရပေါ်မှာမနှိပ်စက်ရင်သူတို့ကိုမေတ္တာအမြဲထားရင် အလံပဲဆရာကိုဘဲမွေးကမှမကြိုက်ဘူးကွာဘိုးရစီနဲ့တွေ့ရင်ကျုပ်တို့သိပ်ပျော်တာဗျဘိုးရစီပြောတဲ့မွေးရအကြောင်းကလွတ်နားထောင်လို့ကောင်းတာလေဗျမွေးဆိုတာအင်မတန်ထူးခြားတဲ့သတော်ဝါကွယ်တခါတော့ကအဖို့အလံပဲပြားစားတဲ့ငန်းဝါကြီးတကောင်ဆိုရင်အဖို့ကိုညဘက်မှာအိမ်မက်ပေးတယ်အိမ်မက်ထဲမှာသူကလူပုံစံပဲကွယ်သူကပြောတယ် ကျုပ်မှာအရေးကြီးတဲ့ကိစ္စရှိလို့တပတ်လောက်တော့တဲ့ကိုပြန်ပြရစီတပတ်ပြည့်ရင်ကျော့အရောက်ပြန်လာခဲ့ပါမယ်အဖိုးကလည်းသူတို့ကိုခိုင်းစားနေပေးမယ်ဘယ်တော့မှမေတ္တာမပြတ်ဘူးကိုသားသမီးတွေလိုပဲစစ်စနာကိုမောင်းတာတည်းရဲ့ဒီတော့ကျုပ်ကအိမ်မထဲမှာပြန်ပြောလိုက်တယ်ကိစ္စရှိလို့သွားတာပဲကွယ်ဖြစ်ပါတယ်သွားတာသွားပါအဲ့ဒီလိုပြောလိုက်တော့ချစ်ချင်းငန်းဝါကြီးပုံစံဖြစ်ပြီးအိမ်တဲကနေချောကနေထွက်သွားတယ် မနေ့မိုးလင်းတော့အဖိုးကငန်းဝါကြီးထားတယ်ပချို့အနေကြီးကို သွားဖွင့်ကြည့်လိုက်တော့အထက်မှာဘာမှကိုမရှိတော့ဘူးကွယ်ဒါနဲ့အဖိုးလည်းဒီအတိုင်းထားလိုက်ပြီတပတ်လောက်ကြာတော့မှပချို့အနေကြီးကိုသွားကြည့်တယ်ချွီအဖိုးတောင်မှ ပချို့မဖွင့်ရသေးဘူးအထက်ကနေငန်းဝါကြီးကအတန်ပြည့်တယ်ကွယ်မွေးဆိုတာအင်မတန်ခရီးတည်တဲ့တရဝရီမောင်တာရဲ့ဒါကြောင့်မွေးနဲ့ပတ်သက်ရင်ဘယ်တော့မှ မလှဲစားနဲ့ ခရီးမပြည့်စင်နဲ့ကွအဲ့ဒီလိုထူးဆန်းတဲ့မူရဲအကြောင်းလေကြားရတာကိုဗျာဒါကြောင့်လဲဘိုးရစီနဲ့ဆုံးရင်ထမိမေဟင်းမေကြီးပဲဗျအဖိုးနဲ့တက်တူရွယ်တူလောက်ရှိတဲ့မူရလန်ပဲဆရာတယောက်ရှိတကွယ်သူ့နာမည်ကဆိုင်းရခါတဲ့ဒီကောင်းကမွေအောင်ကြည့်တကောင်းနဲ့ကားပြတာကားလို့ပြီးရင်ဒီကောင်းကမွေကိုနှုတ်ခမ်းချင်းတေးပြီးနမ်းပြတာမွေကလည်းသူ့ကိုနမ်းသူကလည်းမွေကိုနမ်းပေါ့ကွာ ဲ့ဒီနေ့ကပြန်လွှတ်ရမယ်မွေရောင်ကြီးကိုမလွှတ်ဖက်တည့်ရကျောသွားတာတည့်ရကလေးပဲကျောသွားတာပါအဲ့ဒီနေ့ခါတိုင်းလူမွေရောင်ကြီးနဲ့ကားပြီးပါဇက်ရှင်းတော့နန်းတယ်မွေရောင်ကြီးရဲ့ကောင်းကိုသူ့ပါဇက်တဲ့ထဲပြီးငုံပြတယ်ဒီမှာတည်းမွေရောင်ကြီးကစိုင်းရက်ခရဲ့ခြားကိုကိုက်လိုက်တာပြန်ဖြုတ်လို့မရတော့ပဲနောက်ဆုံးခြားကိုဓာတ်နေဖြတ်ထုတ်ပြေးရတော့တာပဲမောင်တာတည်းကြီးဟာဒီလောက်တောင်မဲလာအဖိုးရဲ့ဟုတ်ပါကွယ် မွေးမြလှော့သက်စာရှိတာအကွေသူတို့အပေါ်မှာသက်စာရှိမှလည်းကြိုက်တာအကွေခရီးသက်စာထားပြီးပြက်လို့ကတော့နဂါးမျက်စောင်းအเจ้าမွေဆိုသလိုပဲမော်တာတရဲ့ဟုတ်ပါအဖိုးရဲ့အဖိုးပြောပြမှာပဲမွေတွေနဂါးတွေအเจ้าကောင်းကောင်းသိရတော့တာအဖိုးရဲ့အင်းမော်တာတရလိုလူငယ်တွေပညာဘူးသူတာပွားတာကောင်းတာပေါ့ကွယ်အဖိုးလည်းကျုံတဲ့အခါတိုင်းအဖိုးရဲ့အတွေ့အကြုံတွေကိုပြောပြပါမယ်ဘိုးရာစီနဲ့ပတ်သက်လို့ ကျုပ်ကိုတွေးလေးတွေပြောရအောင်မယ်ဗျ။ဘိုးရာစီကဘန်းပွေးကုန်းမှာနေတာဗျ။သူ့အိမ်ဝိုင်းကြီးကလည်းအကျဲကြီးဗျ။ဝိုင်းထဲမှာလည်းတပ်ပင်တွေစုံပါဗျ။မယမ်းပင်မာလကားပင်၊ဂွေးချိုပင်၊သရက်ပင်အစုံဗျ။အိမ်ကလည်းခေါင်းနှလုံးနဲ့တဆောင်ပြန်ကြီးဗျ။ကျုပ်အိမ်ကြီးကိုရေနံတုပ်ထားလိုက်တာ။မျက်မှောင်နေလို့ဗျ။ဘိုးရာစီကအရက်တိတ်မရှိဘူးဗျ။ပုပြက်ပြက်နဲ့အညာသားပြိမဲ့အသားကလည်းဖြိုးတယ်။ဘိုးရာစီမျက်နှာမှာထူးခြားဆုံးက မျက်ခုံးတွေပဲဗျမျက်ခုံးတွေကနက်မောင်းပြီးထူးထူးကြီးဗျမင်းစီဘဲဘဲတောင်းမှာမဲကြီးတလုံးချိတယ်ကျုပ်ကအင်မတန်ဆက်ဆုတဲ့ကောင်းဆိုတော့ဘိုးရစီစီကိုမကြမကြရောက်တယ်ဗျကျုပ်ကလည်းဘိုးရစီကခင်မာတယ်ကျုပ်နဲ့တွေ့ရင်မွေးရဲအကြောင်းမကြမကြပြောပြတယ်မွေးရဲထူးခြားတဲ့သဘာဝတွေနာနာဘာဝတွေနဲ့မွေးရဲနဲ့ဆက်သွယ်မှုတွေအောက်လန့်ပညာမှာမွေးရဲနဲ့ပတ်သက်တဲ့အကြောင်းတွေပေါ့ဗျတရစ်တော့ဘိုးရစီကပြောတယ် တာတိမနေ့ပြင်အဖိုးကိုလှဲမောင်းပြီးဆက်သမောင်းကိုလိုက်ပို့ပေးမလားပို့ပေးမယ်လေအဖိုးအခုရဲ့ကျုပ်အားနာတာပဲအဲ့ဒီလိုကျုပ်ကပြန်ပြောလိုက်တော့ဘိုးရာစီကဝမ်းသာသွားပြီးအေးဒါဆိုမနေ့ပြန်စောစောလာခဲ့ကွာကိုညန်းတို့ငွေစိန်တို့ကိုလည်းပြောခဲ့ဦးနော်ဟုတ်ကဲ့ပါအဖိုးအဘနဲ့အမေကိုကျုပ်ပြောခဲ့ပါမေးဘိုးရာစီရဲ့နှွားတွေကအကြီးကြီးတွေပြဘိုးကြီးတွေအနောက်ကိုကောက်ထွက်နေတာ အဖြူကြီးကိုအောင်ဖြူလို့အဖိုးကခေါ်တယ်ပြ အနီကောင်းကြီးကိုကြောင်းနီလို့ခေါ်တယ်။ကျုပ်ကဘိုးရစီကိုလှဲ့ပေါ်တင်းပြီးလှဲ့မောင်ထွက်ခဲ့တာပေါ့ဗျာ။ဆက်သမျောင်းကကျုပ်တို့ရွာထနောင်းကုန်းနဲ့တော့နဲ့နဲ့လှမ်းသေးတယ်ဗျ။မီလောင်ကုန်းတို့ငွေတွင်ကုန်းတို့ကြော်ပြီးမှဆက်သမျောင်းကိုရောက်တာ။ငွေတွင်ကုန်းနဲ့ဆက်သမျောင်းကြားကတော်တော်ဝေးသေးတယ်။ထန်းတော်တွေကိုတော်တော်ကြော်သွားရတယ်။ဘိုးရစီရဲ့နှွားကြီးတွေကတော်တော်လိမ့်ပါတယ်ဗျ။အောင်ဖြူရော့ကြောင်းနီရော့လှဲ့ဆွဲကောင်းတဲ့ကောင်းကြီးတွေဗျ။ဆက်သမျောင်းရောက်တော့ ဆရာတော်ကြီးဥဒိခရဲ့သာသနာလင်္ကာရအကြောင်းကို မောင်းပြရတယ်။ဆရာတော်ကြီးဥဒိခကဘိုးရစီရဲ့အကိုဝမ်းွယ်တော်ရလေဗျာ။ဘိုးရစီကသူ့အကိုဖုန်ကြီးကို လားဖူတာဗျာ။လူစရာလေးလည်းလားလှူတာပေါ့ဗျာ။ဖုန်ကြီးဥဒိခရဲ့အကြောင်းကရွှေချေပိုင်းမှာဗျာ။ဖုန်ကြီးအကြောင်းဝိုင်းအနောက်ဘက်မှာယာကင်းနေပဲရှိတာ။ဘိုးရစီနဲ့ဥဒိခတို့စကားပြောနေတော့ကျုပ်ကအကြောင်းတိုင်တလုံးကိုမေးပြီး နားထောင်နေရတာပေါ့ဗျာ။နောင်ဝေဝေ ကျောင်းအောင်ဖေးကျေးစီတန်ကြားရတယ်ပြဟဲ့ဒါဘာတော့သူမနာရွာထဲမှာဘာဖြစ်တာတော့ဖုန်ကြီးဥဒိခကကိုရင်သူမနာကိုလှမ်းမိတာပြအနောက်ပိုင်းကဒကမကြီးဒေါ်စီရဲ့သားကိုပေါ့စီ ပို့ထီပြီးဆုံးသွားလို့တဲ့ဟေးပေါ့စီဟုတ်လားတောက်ကျိုးတော့နဲရော်ကွာဒီကလေးကလွတ်လိမ်မာတာဖြစ်မှာဖြစ်ရလေကွာဘယ်မှာပို့ထီတာတော့သူမနာတော့တယ်သွားတာတဲ့ဖေရတော့တယ်မှာထီလာတာလို့ပြောတယ် ဟေးတော့တယ်မှာသေးလာတာလားမဟုတ်ဘူးပိန်ရောက်ပြီတော်တော်ကြာမှသေးတာတဲ့ဖေဟာဆရာလေးပါလေမပိန်ကြဘူးလားကွာပိန်နေတယ်ဖေရွာမြောက်ပိုင်းကဆရာယုံကူတာမရတော့တာတဲ့ဖေအင်းကိုယုံလေတော်ပါတယ်အစိတ်ပြန်သွားလို့ရှိမှာပေါ့လေဖုန်းကြီးနဲ့ကိုရင်သူမနာတို့ပြောဆိုနေကြတာကိုဘိုးရစီရောကျုပ်ရောငြင်းပြီးနားထောင်နေကြတာအပြနောင်ဝေဝေအတုပါချလာတဲ့ခြေစီတန်းက တဖြည်းဖြည်းနီးလာပြီဗျအရှင်ဘုရားပြောတယ်ပေါ့စီဆိုတာမသေးသေးဘူးဖုရားအခုမြ мян သွားပြီဒီကိုယူလာခိုင်းလိုက်ပါဖုရားတပည့်တော်ကူပေးပါမယ်ဟေးဟုတ်လားရာစီရဲ့ဟဲ့သူမနာမြ мян လုံဆန်းမြ мян သွားပြောလိုက်ဘုန်းကြီးကအခုချက်ချင်းယူခဲ့ရမယ်လို့ပြောလိုက်ကိုရင်သားမေးတို့ကိုရင်ကုမာရတို့ကိုပါခေါ်သွားတပည့်တော်လည်းလိုက်သွားမယ်ဖုရားဟာကောင်းတယ်တာတီး မင်းကပြောတဲ့ဆိုတဲ့ဆိုတော့အကျိုးအကြောင်းပြောပြပြီးဒီကိုယူလာခိုင်းလိုက်ကိုရင်သုံးပါနဲ့ကျုံတယ်ကျောင်းနောက်ဘက်ကပြေးထွဲပြီးအတုပါချတဲ့လူတွေကိုလှမ်းဩလိုက်ကြတယ်နေကျောင်းမြို့ခဏနေကြပါဦးအတုပါချတဲ့လူတွေကျုပ်ကိုလှဲ့ကြည့်တယ်သူတို့အကြည့်တွေကကျုပ်တို့ကိုနားမလဲသလိုကြည့်ကြတယ်သေးတဲ့လူရဲ့အမေကတော့ဟုတ်ဟဲ့ငိုယူနေတာပေါ့ဗျာ။တားရီအမေကိုထားခဲ့ပြီလားကွယ်။ ျို့တို့ကအတုပါချတဲ့လူတွေရှိမှပိတ်ပြီးရက်လိုက်ကြတယ်။ကိုင်းတွေဘာလုပ်တာတုံး။ဟာတားတေပါလား။တားတေဘာဖြစ်လို့တုံး။ဟေ့ကောင်းလေးသူမြရားထဲမှာမရက်ရဘူးကွ။အတုပါကိုလှုပ်ထလှုပ်ထငြိမ်းမနေနဲ့ကျုပ်ကအကျိုးအကြောင်းမြန်မြန်ချင်းပြရတာပေါ့ဗျာဒီလိုဗျကျုံနယ်ဘိုးရစီကဆရာတော်ကိုဖုဖို့ဖုန်းကြောင်းထဲမှာရောင်းနေတာ အခုဘိုးရစီကပြောလို့လားပြောတာပါပို့ထစ်တဲ့လူမသေးသေးဘူးတဲ့ ဟာဟုတ်လားအဲ့ဒါအခုချင်းချင်းကျောင်းထဲယူခဲ့ဖို့ဇရတော်အမိတ်ချလိုက်လို့ဒါပြောတာပါဟေးဘိုးရာစီရောက်နေတယ်ဆိုပဲကွာပေါ့စီမသေးသေးဘူးဟုတ်လားဟုတ်လို့လားကွာ သိနေပါပြီကွာအတူပါချတဲ့လူတွေကတယောက်တပောက်ဝိုင်းပြီးပြောကြတာပေါ့ဗျာဟေးကောင်းနေ စကားမရှိနဲ့ဇရတော်ရဲ့အမိတ်တိုင်းလောက်ကြကဲလာကျောင်းထဲဝင်းမယ်ဆက်သမောင်ရွာကောင်ကိုပါခွေးကပြောလိုက်တော့မှာ ကျုံနယ်ကိုရင်သုံးပါကအရှိကဝင်နေခေါင်းထန့်လာတဲ့လူတွေကျုပ်တို့နောက်ကလိုက်ဝင်ကြတယ်။ကျောင်းဝန်းနဲ့ရောက်တော့ပို့ထီတဲ့လူရဲ့အလောက်ငုံမာပြီးကျောင်းပေါ်တင်းခိုင်းနေလူတွေကဝမ်းကြည့်နေကြတာပေါ့ဗျာ။ကဲအားလုံးထိုင်းကြထိုင်းကြအဲ့ဒီလိုဖုန်ကြီးဥဒိတ်ခါပြောလိုက်တော့မှထိုင်းချလိုက်တာပြုဘိုးရာစီကတကိုးလုံးပြာနှံ့နေတဲ့အလောက်ငုံတိတ်တိတ်ချာချာကြည့်ပြီးသူ့လွယ်လာတဲ့လွယ်ထဲက ဟင်းလက်ကင်ဘွားကြီးတစ်ထည်ကိုထုတ်ယူလိုက်တယ်ဗျပြီးတော့မွေးကြိုက်ခမ်းရတယ်ခြေသလုံးကအပေါက်ကလေးနှစ်ပေါက်အောက်မှာငပြောရွယ်တရွယ်ခင်းခိုက်လိုက်တယ်ပြီးတာနဲ့စန်းစန်းကြီးဖြစ်နေတဲ့ကိုပေါ့စီရဲ့ခေါင်းရင်းကထိုင်းပြီးဂါထာတွေမန်တန်တွေရွှတ်တော့တာဗျမန်တန်ရွေရဲနေလက်မှာကင်ထားတယ်အင်းလက်ကင်ဘွားကိုဝေးရမ်းနေတယ်ဗျခဏနေတော့ကိုပေါ့စီရဲ့အလောင်းကြီးကိုခေါင်းငါစားပြီးလက်ကင်ဘွားနဲ့ရိုက်ချရောဗျအလောင်းကိုရိုက်ချနေတဲ့ လက်ကင်ဘွားကထွက်တဲ့အတန်းရဲ့ဘိုးရစီရဲ့မန္တန်အတန်းပဲကြားနေရတယ်ဗျဘုန်းကြီးဥဒိတ်ခါရောကိုရင်တွေရောရွာတွေကအတုပဖို့ပြန်လာတဲ့လူတွေရောငိမ့်ပြီးကြည်နေကြတာဗျို့အပြုတ်ကြရင်တောင်အတန်းကြားလောက်တယ်ဟောခေါင်းကတစင်မျက်နာကိုရိုက်ချနေပြီဗျို့ဟာမျက်နာက ပြာနှံ့နေတဲ့အယောင်ရောသွားပြီးတွေးရောင်ပြန်တန်းလာပြီဗျကြည့်နေတဲ့လူတွေတယောက်တယောက်လက်တို့ပြီးပြကြတယ်ဗျ ိုးရစီကတော့မန်တန်ရွက်လိုက်လက်ကင်ဘွားနဲ့ရိုက်ချလိုက်လုံးနေတော့တာပေါ့ဗျာကိုပေါင်းစီရဲ့အလောင်းကရင်ဘက်ပေါ်မှာလက်နှစ်ဖက်ချစ်တင်ထားတယ်ဗျတဖြည်းဖြည်းနဲ့ဘိုးရစီရဲ့အစိတ်ချတာဒူးကောင်းကိုရောင်းလာပြီဗျအလောင်းရဲ့အပေါ်ပိုင်းကပြာနှမ်းနှမ်းကြီးလဲပျောက်သွားပြီဗျဘိုးရစီရဲ့မန်တန်ရွက်တန်းကပိုးပြီးကျေလာတယ်ဗျရိုက်နေတဲ့လက်ကင်ဘွားကဒူးစရောက်ကိုရောင်းလာပြီဟာအစိတ်တွေအစိတ်တွေထွက်ကြလာပြီဗျို့ မွေးဆွဲအရာလေးကနေပြီးမဲမဲအရေးဒီစီးကြလာပြီပြို့အောက်ကခင်းထားတဲ့ငပြော့ရွက်ထဲကြားတာပေါ့ဗျာဟာအစိတ်တွေဟိအဲ့လိုဝိုင်းကြည့်နေတဲ့လူတွေကတိုး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 နဲ့ပြောကြတယ်ဗျဘိုးရာစီကတော့မန္တန်နေရွေးရင် လက်ကင်ဘွားနဲ့ရိုင်းရင်ပဲဗျနောက်ဆုံးအစိတ်တွေကုံသွားတော့အလောင်းတစ်ခုလုံးသွေးရောင်ပြန်လွှမ်းလာရောဗျဘိုးရာစီကအလောင်းရဲ့ခေါင်းညနာမှာလာရပြီးမန္တန်ရွက်တဲ့အလောင်းကစောစောကတော့ တောင်းတောင်းကြီးမဟုတ်တော့ဘူးဗျဟောလှုပ်လာပြီလှုပ်လာပြီကြည့်နေတဲ့မိမတယောက်ကပြောလိုက်တာပြို့ဟုတ်တယ်ဗျကိုပေါ့စီရဲ့လက်ကလေးတွေလှုပ်လာပြီဟောအသက်ချူပြန်ပြီပြို့ရဲဘက်ကနှိမ့်လိုက်မြင့်လိုက်ဖြစ်နေရောဗျခဏနေတော့ဘိုးရစီကကိုပေါ့စီရဲ့မျက်နှာကိုကြည့်ပြီးမောင်းပေါ့စီမောင်းပေါ့စီ လူကလေးမောင်းပေါ့စီအဲ့ဒီလိုအတန်ကျဲကျဲနဲ့ခေါ်လိုက်တယ်ဗျဟောဖွင့်ပြီး ကိုပေါစီမျက်လုံးတွေဖွင့်ကြည့်ပြီးသူ့ကိုဝိုင်းကြည့်နေတဲ့လူတွေကိုကြည့်တယ်ပြီးတော့ဖိုးရစီကိုကြည့်တယ်ပြီးတာနဲ့ဆရာတော်ကိုကြည့်ပြီးလက်ရုပ်ချိလိုက်တယ်အမေရေးတောက်ရှင်နေတိုက်လိုက်တိုက်လိုက်နည်းနည်းချင်းစီတိုက်လိုက်ဘိုးရစီကခွင့်ပြုတော့မှရေတဝဲခတ်ပြီးတိုက်တယ်ဘိုးရစီကပခုံးကမားပြီးထူပေးလိုက်တယ်ဟောထိုင်နိုင်ပြီပြုကိုပေါစီ ထိုင်နိုင်သွားပြီပြုကိုပေါစီကထားထိုင်နေမောင်ပေါစီနေကောင်းရလားကွေ့ ဘိုးရစီကမေးတာဗျဟုတ်ကဲ့ဘိုးနေကောင်းပါလေခေါင်းထဲနေနေနောက်နရပဲရှိတာပါခဏဆိုရင်ကြည်သွားမှာပေါ့ကွာအဲ့လိုဘိုးရစီကပြောလိုက်ပြီခဏနေတော့ရွာသားနှစ်ယောက်ကကိုပေါင်းစီကိုတွဲပြီးလမ်းချောက်ပေးတယ်ဆရာတော်ကရွာသားတယောက်ခေါ်ပြီးငပြော့ပေထဲကိုကြားလာတဲ့အစိတ်ကိုသေးသေးချာချာထုတ်ပြီးမြေကျင်းနဲ့နဲ့တူပြီးမြုပ်ခိုင်းလိုက်တယ်ကိုပေါင်းစီထဲလာတဲ့ခေါင်းကိုဖြည့်ပြီးเจ้าไม้ท่อมมามี้ชูไล่เด ခဏနေတော့ကိုပေါ့စီနဲ့သူ့အမေဒေါ်စီတို့ကဘူးရာစီကိုကြောကြတယ်ဖုန်ကြီးဥဒိခကိုလည်းကြောတယ်ပြီးတော့မှသေးရွာပြန်ကိုပေါ့စီကိုရွာထဲပြန်ခေါ်သွားကြတယ်ဗျညနေစောင်းတော့ကျုံတဲ့ဘူးရာစီလည်းထနှောင်းကုန်းကိုပြန်ခဲ့ကြတယ်နောက်တစ်ခေါက်ကျုံသားကဘန်းဘွေးကုန်းမှာဗျရားတဲ့စင်ရင်ပို့ထီတာဗျမနေ့စောစောရားတဲ့ပေါင်းတို့ဖို့အတွာပို့နံချုံကြီးနားကနေကိုက်လိုက်တာဗျဘူးရာစီကိုအပြည့်အလွှာလာပင့်ကြတယ် ကျုပ်လည်းလိုက်သွားတာပေါ့ဗျာပိုးထီတာကဘိုက်ဘူးတင်မောင်းလို့ခေါ်တဲ့လေးလေးတင်မောင်းဗျလူကအခက်ဝဝဘိုက်ကလည်းခက်ချွဲချွဲကျုပ်ရောက်တော့အင်ချေကမှစန့်စန်ကြီးဗျသတိလည်းမရှိတော့ဘူးတကိုးလုံးပြာနှံ့နေပြီဘိုးရစီကမန္တန်ရွဲပြီလက်ကင်ပွားနဲ့ရိုက်ပြီ အစိတ်တွေချတယ်အစိတ်ကလုံးဝမကြဘူးဗျဘိုးရစီကဝိုင်းကြည့်နေတဲ့လူတွေလိုက်မလာနဲ့လို့ပြောပြီးတားတေးမင်းအဖိုးနဲ့လိုက်ခဲ့ အဲ့လိုကျုပ်ကိုခေါ်လို့ကျုပ်လိုက်သွားလိုက်တယ်။ဘိုးရာစီကအိမ်ကောင်းရဲ့ထောင်းသွားပြီးမန်တန်ရွက်လိုက်တယ်။ခဏနေတော့ဘိုးရာစီရဲ့အချစ်တလန်အကွာကမြေကြီးပေါ်မှာတွင်းပေါက်ကလေးတစ်ခုဖျက်သွားတယ်။ကျုပ်လည်းအံ့ဩပြီးကြည့်နေတာအပြ။ဟာမွေကလေးပြူမွေကလေးအဖြူရောင်လေးဗျာ။ဖွေးစော်နေတာပဲ။အချစ်ကလူကြီးတစ်ထွက်လောက်ချိန်မယ်။ကိုယ့်လက်မှာဆယ်လက်မှာလောက်ပေါ့ဗျာ။တွင်းလေးတဲကနေထွက်လာပြီးခွေးနေတယ်။ ဲ့ဒီမွေးပြူလေးထွက်လာတော့ဘိုးရာစီကမန္တန်ရွက်ထာရက်လိုက်တယ်ပြီးတော့မွေးပြူလေးကိုစိုက်ကြည့်ပြီးကျုပ်ကိုလှဲပြောတယ်ဒါတင်ခိုးနာကဝစိမ့်ခိုင်းလေးသွားယူစမ်းကျုပ်ကခက်လန်းလန်းကဝစိမ့်ခိုင်းလေးကိုပြေးကောင်းပြီးဘိုးရာစီကိုပေးလိုက်တယ်ဘိုးရာစီကကျုပ်ကိုပြောတယ်ဒါတင်ဒီမှာကြည့်ပြောပြောဆိုဆိုနဲ့ဝစိမ့်ခိုင်းလေးရဲ့ထိပ်ဖြားကိုမွေးပြူလေးရှင်နာ တိုးပေးတယ်မွေပြူလေးကလက်ခနဲ့ရွေးသွားပြီး ဝစိမ့်ကိုင်းရဲ့ထိပ်ဖြားကို ပေါက်ချလိုက်တယ်။ဟာဝစိမ့်ကိုင်းလေးတချောင်းလုံးချစ်ချင်းခြောက်သွားတယ်။မိကျွမ်းသလိုကိုဖျက်သွားတာအပြမြင်လာတာဒီအစိတ်ဘလောက်ပြင်းတယ်ဆိုတာဟုတ်ကဲ့ဘူးဒါငကားกว่าရိုးရိုးမွေမဟုတ်ဘူးကဲမွေတို့ရဲ့ဘရင်ငကားလေးခမားဒီဝါသားတယောက်ကိုမွေးတကောင်းကကိုက်သွားလို့ဗျာကျုပ်အစိတ်ချတာဘလို့မှမရဘူးဖြတ်နေပါလေငကားလေးရဲ့အမိတ်နဲ့ကိုက်သွားတဲ့မွေးကိုလှော့ပြီး အစိတ်ဒီပြန်ဆိုခိုင်းပေးပါဗျာကျုပ်မောင်ရစီကမေတ္တာရက်ခံပါလေအများဆုံးကဲတင်ပေးပါငကားလေးဗျာဘိုးရစီကလူတယောက်ကိုပြောနေသလိုကိုပြောနေတာဗျာမွေပြူလေးကသူ့ထွက်လာတဲ့တွင်းပေါင်လေးတွေပြန်ဝင်သွားတယ်ဗျာကဲလာတားတေးရိတ်အဲ့လိုပြောပြီးအိမ်မော့ကိုပြန်တဲ့သွားလိုက်ကြတယ်ပြီးတော့ငပြောရွက်ကိုမွေးဆွဲအရာအောက်ကခံထားလိုက်ပြီးလူတွေကိုခက်ဝဲဝဲမှာနေခိုင်းလိုက်တယ်အိမ်ဝင်ပေါက်မှလည်း လူတယောက်မှမနေဘူးပြောတယ်ဘယ်သူမှဘာမှဝင်မလုပ်ဖို့ကိုဘိုးရာစီကသေချာမှားကြတယ်ပြီးတော့မန်တန်ကို ရွေ့ရောပြတိတ်မကြဘူးဗျာလေကားကနေတရွေ့ရွေ့နဲ့တက်လာတာနဲတဲ့မွေးပွေးကြီးမှမဟုတ်တာလူတွေဆိုတာလမ်းပြီးနောက်ကိုစုပ်သွားကြတယ်ဘိုးရာစီကမန်တန်ကိုပဲအစစ်မပြတ်ရွှဲနေတယ်မွေးပွေးကြီးကအင်အပေါ်အဆင့်ကိုတက်လာပြီးစန့်တန်းကြီးလဲနေတယ်ကိုတင်ဝင်းရဲ့ခြေထောက်ကမွေးဆွေရာနှစ်ခုကို ပဇက်နဲ့တေးပြီးအစိတ်တွေစုပ်ယူလိုက်တယ်။ခဏနေတော့မဲမဲအရေးတွေမွေးဆွေရနှစ်ခုကနေထွက်ကြလာရော့ဖြူ။မွေးပွဲကြီးကအစိတ်တွေကိုသေးသေးချာချာချိပြီးတော့မှတွန့်လိန်တွန့်လိန်နဲ့အိမ်မော့ကပြန်ဆင်းသွားတယ်။ဒီတော့မှဗန်းပွေကုန်းသားတွေလည်းအသက်ချူနိုင်တော့တာဖြူ။ဘိုးရစီကတကိုးလုံးပြန့်နေတဲ့အစိတ်တွေကို သူ့လက်ကင်ဘွားနဲ့ရိုက်ချတယ်။ပါဇက်ကလည်းမန်တန်နေမပြတ်ရွှတ်ထားအပြဒီတော့မှဘိုက်ဘူးကိုတင်းဝင်းရဲ့ မဲပြပြအသားရောင်ကြီးပြောက်သွားပြီးသူ့ရောင်ပြန်လွှမ်းလာတာဖြစ်ခဏနေတော့ကိုတင်းဝင်းသတိပြန်ရလာပြီးထားထိုင်နေရေးတောင်းပြီးအငတ်မရတောက်တယ်အချိန်အနည်းအလုံးကောင်းသွားပြီးဆိုတော့မှဘိုးရစီထနှောင်းကုန်းကိုပြန်နေကျုပ်လည်းဘိုးရစီနဲ့ရွာကိုပြန်လိုက်လာတယ်ဘိုးရစီရဲ့ဆေးလွယ်ကိုကျုပ်ကဆလွယ်အတိုင်းလို့ပေါ့ဗျာဒါတေးအခုလာမဲ့နတော်လာဆန်းတရက်ဟာ တနေ့ကတည်းကကြားတယ်အဲ့ဒီနေ့မှမွေးမော်တက်လို့ရတယ် ုပ်ပါယုံဆရာတော်နဲ့ငါနဲ့တိုင်မင်းပြီဆရာတော်အကြောင်းမှာမွေးမော်တက်ပေးမယ်မင်းပါဝင်တက်ထားကွမွေးမော်တက်ထားရင်တော်ယုံတက်ယုံမွေးကြိုက်လို့မသေးဘူးအယုထီသွိုင်းတော့သေးနိုင်တယ်အယုမထီရင်တော့မသေးဘူးကွဟုတ်ကဲ့အဖိုးကျုပ်အဲ့ဒီနေ့မှာမွေးမော်လာတက်ပါမယ်ဒါကအမြဲလုံးလို့မရဘူးကွနားစမ်းတရက်နေ့တနေ့ကုန်နေ့မှာလှုပ်လို့ရတာမွေးမော်တက်မဲ့လူအလုံး90ရှိတယ်ဗျတက်ဖို့တဲ့လူထပ်မတရားဘူးလို့ ဘိုးရာစီကပြောတယ်ဆရာတော်တိုက်ကြောင်းကြီးအပေါ်ထက်မှာလှုပ်ထားပြဘာလေးလိုတုံးဆိုတော့ကြီးမနို့ထမ်းရွက်လိုတယ်ကြီးတွေမနို့ခင်ထမ်းမင်မော်တက်ယူရတာပြီးတော့ကိုတိုင်အချီကျိုးနဲ့ဖျောက်ကြီးမနို့ထမ်းရွက်ကိုသေးသေးလေးဆဲပြီးကိုတိုင်အချီနဲ့ကြက်နေအောင်ပတ်ရတယ်အဲ့ဒါကိုမိစားလုံးပြီးဖျောင်းတိုင်သုံးရတယ်ဖျောင်းတိုင်နဲ့လူနဲ့မမရဘူးဗျလူနဲ့ဖျောင်းတိုင်ကိုတိမှန်းအောင်မှတ်ထားရတယ်မွေးမော်သွင်းတဲ့အချိန်ကလည်း ြီးမနှုတ်ခင်အချိန်ပြမနေ့၃နာရီ၄နာရီလောက်ထားပြီးပိတ်ဖြူစားကအောက်မှာခင်းအဘောကအနည်းစားထက်ခင်းပြီးအဲ့ဒီအပေါ်မှာထိတ်ပွင့်ထားတဲ့အုံသီးစိမ့်တစ်လုံးတည်းအုံသီးစိမ့်ရဲ့အပေါ်မှာကိုတိုင်အချီနဲ့လှုပ်ထားတဲ့ဖျောင်းတိုင်ကို ထွန်းရတယ်ကျုပ်တို့တွေက မနေ့ကတည်းကမန္တန်တပုတ်တင်ပြီးအလော့ကျစ်ထားရတယ်အဲ့ဒီမန္တန်ရွက်ပြီးဖျောင်းတိုင်ကထွက်လာတဲ့မှိုင်းကိုပါဇက်နဲ့ဆုပ်ယူပြီးမျိုးချရတယ်ဂါထာရွက်လိုက်ဖျောင်းတိုင်မှိုင်းကို ဆုပ်ယူပြီးမျိုးချလိုက်နဲ့မနာတန်လောက်ရတာအပြတဖြည်းဖြည်းနဲ့ဖျောင်းတိုင်းကတိုးတိုးလာတာပေါ့ဗျာဖျောင်းတိုင်းသုံးပုံတစ်ပုံလောက်ကျန်တဲ့အချိန်ကျုံသားထဲမှာမွေးတွန်းတန်းနေကြရတယ်ဗျချွီချွီဆိုတဲ့အတန်းနေကြရတယ်ဖျောင်းတိုင်းကုန်းသွားတော့ဦးသည်ပေါ်မှာတင်းတဲ့မှိုင်းစားတွေဖျောင်းနေကိုစူပောင်းပြီးအုံးရည်တဲ့ကိုထဲ့အုံးရည်ကိုကိုအောင်တောက်ရတယ်ဦးသည်ကချက်ပန့်တဲ့အနေစားပေါ်မှာဒီအတိုင်းတင်းထားတာမဟုတ်ဘူးဗျ ငပြောသည်နှစ်ဖိနဲ့ပွဲပြင်ထားရတာမွေမော်တက်တာအလုံးပြီးသွားတော့ဘိုးရစီကကျုပ်တို့ကိုတယောက်ချင်းခေါ်မိတယ်။ဘာမြင်တော့ဘာကြားတော့ကျုပ်တော်မွေတွန်းတန်းကြီးကြားရတယ်အဖိုးရဲ့ကျိုးပြောတာကိုဘိုးရစီကခေါင်းငိန်ပြီးပြန်ပြောတယ်။ဒါဆိုရင်တော့တာတေးမင်းမွေမော်အောင်းသွားပြီကျုပ်လည်းဝမ်းသာသွားတာပေါ့ဗျာမင်းတို့ကိုမွေကမကြိုက်ဘူးချောင်းသွားလိမ့်မယ်တကယ်လို့တင်းနေမိလို့ကြိုက်ရင်တော့မင်းတို့မသေးတော့ဘူး ေးဒါပေမဲ့အယုတ်ထီးသွားရင်တော့အန်တရရှိတယ်ကျုပ်တို့အားလုံးဘိုးရစီပြောတာကို နားထောင်နေကြတာပေါ့ဗျာမွေးကရခင်ရသူတွေ့ရင်လက်နဲ့တတ်ချပါစောစောကမင်းတို့ရွတ်တဲ့မန်တန်ကိုပဲရွတ်ဖတ်ပြီးတတ်ချပေးပါ အစိတ်ကြားသွားပါလိမ့်မယ်တခုတော့မင်းတို့စင်ချင်းမှမွေးသားလုံးဝမစားပါနဲ့မွေးမတက်ပါနဲ့စနေနေ့တိုင်းငါးဘာသီလလုံးကြောင်းထိန်ပြီးတတ်တတ်လို့စားပေးပါခန္ဓာတုံရွှတ်ပါ ဒါဆိုရင်တော့မင်းတို့တတ်ထားတဲ့မွေးမောက အစွမ်းဘုံမှုထက်မြက်လိမ့်မယ်။မွေးမောတက်ပြည့်တဲ့နောက်ထူးခြားတာတခုရှိတယ်ဗျ။မွေးတွေပါတွေသိပ်ပြီးမတွေ့တော့ဘူး။မွေးတတ်ထားတို့မွေးသားစားတာတို့တော့ကြောက်တဲ့သလုံးချောင်းချဖို့ဆုံးဖြတ်လိုက်တာပေါ့ဗျာ။ဘိုးရစီကတော့တောင်းသူလို့ရင်မွေးကြိုက်ခမ်းရတဲ့လူတွေကို အသက်ငယ်ပေးနေတော့မယ်ဗျ။ကျုပ်ကလည်းဘိုးရစီခိုင်းသမျှအကုန်လုံးပေးနေတော့မယ်ပေါ့ဗျာ။ ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ